ဇလန်စကီနဲ့တွေ့တွေ့ဖို့အတွက်ပြင်သစ်၊ဗြိတိန်၊ဂျာမနီ၊ပိုလန်ခေါင်းဆောင်တို့ယထားပုံမှာမူးယစ်ဆေးတုံးနေဆိုတဲ့သတင်းတစ်ခု Telegram မှာပြန့်နှံ့နေပါတယ်။ရုရှား-ယူကရိန်းအထူးစစ်ဆင်ရေးသတင်းများဆိုတဲ့ Telegram Channel ကနေမေလ17ရက်နေ့မှာစတင်ဖြန့်ဝေထားတာပါ။ရုပ်သံဖိုင်တစ်ခုပါဝင်ပြီးဇလန်စကီနဲ့တွေ့တွေ့သောပြင်သစ်၊ဗြိတိန်၊ဂျာမနီ၊ပိုလန် MNSB အဖွဲ့ယထာဘော်မူရစေဝါတုံးနေစဉ်ရေးကြီးကိစ္စဆွေးနွေးနေစဉ်တရင်တောင်မြဝင်ပြီးတော့အခါလိုဖြန့်ဝေထားတာပါဒါကိုကြည့်ရှုသူ3000တိပါရှိနေတယ်လို့စစ်ကောင်စီကိုထောက်ခံတဲ့ lobby channel ခုနှစ်ခုမှပြန့်နှံ့နေပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမြစီမကအချက်လက်စစ်ဆေးခဲ့ပါတယ် ရုပ်သံဖိုင်ထဲမှာပြင်သစ်သမ္မတအပါအဝင်အခြားကောင်းဆောင်တို့လက်ဆွဲနှုတ်ဆက်ပြီးနောက်ဇပွဲကုံဘော်ကပစ္စည်းနှစ်ခုကိုမူးယစ်ဆေးလို့တုံတုံပြီးဖော်ပြထားတာပါဒါကိုလေးလာရမှာတော့ပြင်သစ်သမ္မတရှိမှချထားတဲ့အဖြူရောင်ပစ္စည်းတစ်ခုဟာမြင်တွေ့ရသလောက်တ िश्यू ဒါမှမဟုတ်ဆက်ကူတစ်ခုခုကိုစုပ်ချိထားတဲ့ပုံစံတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်နောက်ထပ်ပစ္စည်းတစ်ခုကတော့ရမ်းသေးသွယ်နေပြီးရှင်းရှင်းလင်းလင်းမြင်ရမှုမရှိတာကိုတွေ့ရပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးရုရှားအရာရှိတွေအပါအဝင်ဆိုရှယ်မီဒီယာမှာ ဥရောပကောင်းဆောင်တွေကိုကိုကင်းဆွဆဲချက်နဲ့ပတ်သက်တဲ့သတင်းတူကိုပြင်သစ်ကရှုတ်ချတယ်ဆိုတဲ့အကြောင်းကိုပြင်သစ်ခြေဆိုင် မီဒီယာဖြစ်တဲ့ France 24ကဖော်ပြပါတယ်။ယူကရိန်းကိုထောက်ခံမှုအားနည်းစေဖို့အတွက်ရွေချက်ရှိရှိဒီလိုသတင်းမှားတွေကိုလက်နက်ဖြင့်အသုံးပြုနေရလို့လည်းပါဝင်ပါတယ်။ဒီမှာဖော်ပြထားတဲ့ပုံကိုကြည့်မယ်ဆိုရင်လည်းစပွဲပေါ်ကပစ္စည်းဟာတ िश ူးဆက်ကူဖြစ်ကြောင်းသိကြနေပါတယ်။ Rider ရဲ့သတင်းဖော်ပြချက်မှာလည်းပြင်သစ်ဘက်ကဒါဟာရန်သူတွေဘက်ကဖြန့်ဝေတဲ့သတင်းမှဖြစ်ကြောင်းသတင်းဖော်ပြထားပါတယ်။စတင်ဖြန့်ဝေတဲ့ channel ကိုလေ့လာရမှာ2022ခုနှစ်ကလေးကစတင် တင်အသုံးပြုတဲ့ channel ဖြစ်ပြီးရုရှားနဲ့ပတ်သက်ပြီးစီးရီးအနိုင်ရမှုတွေနဲ့အကောင်းမြင်တဲ့ဘက်ကရေးသားပြောဆိုနေရတွေရှိနေတယ်လို့မြမသမတော်ဆိုတဲ့စကလုံးနဲ့စစ်ကောင်စီတပ်စီးရီးပြရာတွေကိုလည်းဖော်ပြလေးရှိပါတယ်။ဒါ့အပြင်ယူကရိန်းအပြင်အမေရိကန်နဲ့ပြည်သစ်ခေါင်းဆောင်တွေကိုတော့လှောင်ပြောင်တရော်တဲ့အကြောင်းအရာတွေဖော်ပြလေးရှိတာကိုတွေ့ရပါတယ်။ဒီ channel ကနေဖော်ပြတဲ့သတင်းတွေကိုပြန်လည်မျှဝေတဲ့ channel တွေကိုကြည့်မယ်ဆိုရင်လည်းစစ်ကောင်စီ lobby channel တွေပဲဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့်ဥရောပခေါင်းဆောင်တွေယထားပုံမှာမူးယစ်ဆေးတုံးနေရဆိုတဲ့သတင်းဟာတမင်ရည်ရွယ်ပြီးဖြန့်ဝေတဲ့သတင်းမှဖြစ်ပြီးဒီအကြောင်းကိုရုရှားထောက်ခံတဲ့ဆိုရှယ်မီဒီယာတွေကနေတဆင့်မြန်မာနိုင်ငံကရုရှားကိုထောက်ခံတဲ့စစ်ကောင်စီတပ်လော်ဘီတွေအထိတည်ဆောင်ပြီးဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစေခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ် ပေးဖို့မယ်ဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင် အကြောင်းအရာကို link နဲ့တကွာပေးဖို့ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်။လောကောမီဒီယာကိုဆက်လက်ရည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာ member ဝင်ပေးခြင်းကိုဦးနှိုက်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။